အွန်လိုင်းပေါ်ကနေပြီးတော့ဝင်ငွေလမ်းကြောင်းတစ်ခုရကျင်လဲဘလို့စီးပွားရေးလုပ်ငန်းမျိုးတွေလောက်ကင်ဆောင်ရွက်တင်လဲမေးထားတဲ့သူတွေအတွက်ကြောင့်မလို့အွန်လိုင်းပေါ်ကနေဝင်ငွေရနိုင်မဲ့စီးပွားရေးလမ်းကြောင်း၄ခုကိုဒီဗီဒီယိုလေးထဲမှာပြောပြပေးပါမယ်။နံပါတ်၁လမ်းကြောင်းကတော့ ထောက်ကုံပစ္စည်းရောင်းချခြင်းပဲဖြစ်ပါတယ်။ online မှာဆိုလို့ရှိရင်ပန်စုတို့က TikTok channel တခုဖွင့်ထားမယ်။ Facebook မှာဆို page တခုဖွင့်ထားမယ်ဆိုလို့ရှိရင်ဒီ channel တွေကနေပြီးတော့ကိုကထောက်ကုံပစ္စည်းတွေကိုရောင်းချလို့ရတယ်။ကိုတိုင်ထုတ်လုပ်တဲ့ထောက်ကုံပစ္စည်းဖြစ်စေတခြားသူစီကနေဝယ်ရောင်းလုပ်တဲ့ထောက်ကုံပစ္စည်းတွေဖြစ်စေကိုကအယောင်ပိုင်းပညာကျွမ်းကျင်မယ် online နည်းပညာကျွမ်းကျင်မယ်ဆိုလို့ရှိရင်ဒီလုပ်ငန်းကိုစတင်ပြီးတော့လုပ်ကိုင်နိုင်ပါတယ်။ဒါကလည်းအစာပိုင်းမှာဝင်ဝင်နေပေမဲ့နောက်ပိုင်းမှာကိုကျွမ်းကျင်လာတာနဲ့အမျှ high incomes ကိုရနိုင်တဲ့ online စီးပွားရေးလုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်။ဒုတိယစီးပွားရေးလုပ်ငန်းအနေနဲ့ဆိုလို့ရှိရင်တော့ digital product ဖြစ်ပါတယ်။ digital product ဆိုတာကကင်တွယ်လို့မရတဲ့ပစ္စည်းတွေကိုရောင်းတာပြောရမယ်ဆိုလို့ရှိရင်တော့ဒီ intellectual product ပေါ့နော်ပြောရရင်တော့ကိုယ့်ရဲ့ဉာဏ်ပညာကိုအသုံးချပြီးတော့ရောင်းချတာကိုယ့်မှာကျွမ်းကျင်မှု skill တစ်ခုခုရှိထားမယ်ဆိုလို့ရှိရင် ebook တွေလုပ်ပြီးရောင်းလို့ရတယ် online course ရောင်းလို့ရတယ်ဒီ online service တွေပေးလို့ရတာမျိုးပဲဖြစ်ပါတယ်ဒါက digital product လို့ခေါ်ပါတယ်တချို့ဆို application တွေလုပ်နိုင်တယ်ဆိုလို့ရှိရင်အဲ့ဒီလို application တွေလုပ်လုပ်ပြီးတော့ရောင်းချတာပေါ့နော်ဒါဆိုလို့ရှိ င်လဲ online စီးပွားရေး digital income တစ်ခုအနေနဲ့ရရှိနိုင်ပါတယ်။နံပါတ်3စီးပွားရေးရဆိုလို့ရှင်တော့ online service ပဲဖြစ်ပါတယ်။ online service ကတော့ဒီနေ့ခေတ်မှာလုံးဝကိုလိုအပ်တဲ့ဝန်ဆောင်မှုလုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်။ဘာတွေလုပ်ရတာလဲဆိုလို့ရှင်တော့ admin ဖြည့်ကြားခြင်းလုပ်ငန်းတွေ content writing လုပ်ငန်းတွေ video editing လုပ်ငန်းတွေဖြစ်ပါတယ်။ဒီလို service တွေပေးနိုင်တဲ့သူတွေက online စီးပွားရေးလုပ်ငန်းရှင်တွေအတွက်မရှိမဖြစ်လို့ကိုလိုအပ်နေတဲ့ service ဝန်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။ဒီလုပ်ငန်းကိုလုပ်ကိုင်နိုင်တယ်ဆိုလို့ရှင်ကတော့ကိုကဟိုအချိန်မရွေးနေရာမရွေးမှာပေါ့နော်လုံနိုင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ online ဝင်ငွေရရှိနိုင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်။နောက်ထပ်စီးပွားရေးလုပ်ငန်းတစ်ခုဟာဆိုလို့ရှိရင်တော့ vlog တွေရိုက်တာပါ။ကိုက YouTuber လုပ်မယ်ဆိုလို့ရှိရင်လည်းဒီ application နေရာနေ monetization ရတာနဲ့မရကိုဒီဝင်ငွေကောင်းတစ်ခုကိုရနိုင်တယ်ပေါ့နော်။အဲ့တော့ကိုဒီ vlog ရိုက်တယ်ဆိုလို့ရှိရင်လည်းကိုမှ creative thinking ရှိမယ်။ video editing လုပ်တတ်မယ်ဆိုလို့ရှိရင်ကတော့ဒီလိုမျိုးပဲလုပ်နိုင်တယ်။နောက်တစ်ခါ presentation skill ပေါ့နော်။ကိုဒီတင်ဆက်ဟောပြောမှုစွမ်းရည်ပြေဝတာနဲ့ဒီလောက်ကိုလုပ်နိုင်တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဒါ digital income အနေနဲ့ရရှိ နိုင်တဲ့စီးပွားရေးလုပ်ငန်းလေးဖြစ်တဲ့ online ပေါ်ကနေစီးပွားရေးတခုတော့လုပ်ချင်တဲ့ဘယ်လမ်းကြောင်းကိုရွေးချယ်လုပ်ရမှန်းလည်းမသိဘူးဘာကိုစတင်ပြီးတော့အစာပြုတ်ရမှန်းလည်းမသိဘူးဆိုလို့ရှိရင်တော့ ကိုသည်ဘယ်အရာကိုအလုံးနိုင်ဆုံးဖြစ်မလဲဆိုတာဒီလမ်းကြောင်းလေးကူကနေတွားရောက်ပြီးတော့ရွေးချယ်ကြည့်ပါဒီလမ်းကြောင်းလေးကူကဆိုလို့ရှိရင်တော့ပန်းစုလို့မြန်မာပြည်မှာဆိုလို့ရှိရင်လည်းလောက်ကင်လို့အရာဆုံးလမ်းကြောင်းတွေပဲဖြစ်တယ်ပေါ့နော်ပန်းစုဆိုလို့ရှိရင်လည်းဒီထက်ကနေ product ရောင်းချခြင်းတွေ online service ပေးခြင်းတွေနဲ့နောက်တစ်ခါ digital product ရောင်းချခြင်း၃ခုကိုတောင်မှပဲလောက်ကင်နေတာဖြစ်တယ်ပေါ့နော်ဒါကြောင့်အလွယ်ဆုံးလုပ်ငန်းတွေလည်းဖြစ်ပါတယ် အစာပိုင်းမှာခတ်ပေမဲ့နောက်ပိုင်းကျွမ်းကျင်လာလို့ရံအရန်လွယ်ကူပါတယ်အဲ့ဒီတော့ကိုကိုတိုင်းလည်းဘယ်လုပ်တွေကိုလုပ်ဖြစ်နေပြီလဲဒီထဲမှာကိုနဲ့အသင့်တော်ဆုံးကတော့ဘယ်ဟာဖြစ်မလဲကွန်မန့်မှာဆွေးနွေးပေးကြလို့ရပါတယ်ဟုတ်က Subscribe ကိုနိခေါလကိုနိပေးချပါပြန်ကျွန်တော်ဒီ